မိသားစုမှာအငယ်ဆုံးဆိုတဲ့သူတွေအရွယ်ရောက်လာကြတဲ့အခါသူတို့လေးဥမှာမျက်လုံးမိတ်လိုက်တိုင်းဝင်လာတဲ့အတွေ့အကြုံရှိရဲ့ပထမလောကကြီးအကြောင်းကိုသိမကြည့်သေးတဲ့အရွယ်မှာတော့ဘာအပူပင်ခက်ခဲတွေမှမရှိခဲ့ကြဘူးအဲ့အချိန်မှာဆိုအထက်ကအကြီးတွေကအကူကြီးရင်အဖာရအမကြီးရင်အမိရဆိုတဲ့အတိုင်းမိသားစုတစ်ခုလုံးဝန်ရေးအတွက်သူတို့ရဲ့ရည်မှန်းချက်တွေကိုနောက်မှထားပြီးအောက်ကလူငယ်တွေထမင်းမငတ်ဖို့ကိုကြိုးစားပေးခဲ့ကြတယ် အဲ့ချိန်မှာတော့အငယ်ဆုံးလေးတွေကတော့ဘဝမှာပေါ့ပေါ့ပါပါပျော်လို့ကောင်းလို့ရင်ခုန်လို့ကောင်းလို့ပေါ့နောက်ဆုံးအကြီးဆုံးတွေဟာတီးကျင်ပွင့်ကျင်တန်ပြီးအိမ်တော်တွေကျသွားတဲ့အခါမှာတော့မိသားစုတာဝန်တစ်ခုလုံးဟာအငယ်ဆုံးတွေရဲ့ပခုံးပေါ်ရောက်လာကြပါတော့တယ်အဲ့ချိန်မှာအငယ်ဆုံးဆိုတဲ့သူတွေဟာဆက်လက်စိန်ခေါ်မှုတီးတီးမမတစ်ခုကိုရင်ဆိုင်ရပါတော့တယ်အထက်ကအကြီးဆုံးတွေကတော့ဝန်ကြီးအတွက်တာဝန်ကြီးပေးစေကြပြီးတော့အငယ်ဆုံးတွေရဲ့တာဝန်ကတော့ မိသားစုတစ်ခုလုံးကိုပြောင်းလဲပေးဖို့တာဝန်ဖြစ်လာခဲ့ပါတယ်။အဲဒီအချိန်မှာအငယ်ဆုံးဆိုတဲ့သူတွေကမျိုးလုံးမိလိုက်ချိန်တိုင်းမှာဝင်လာတဲ့အတွေ့အကြုံကဒီမိသားစုကိုဒီလိုဘွားကနေငါကိုယ်တိုင်ပြောင်းလဲပေးနိုင်ရမယ်ဆိုတာပါပဲ။ငါမပြောင်းလဲပေးနိုင်ရင်ဘယ်သူတဦးတယောက်ကမှလာပြီးပြောင်းလဲပေးဖို့ရမရှိတော့ဘူးဆိုတဲ့အတွေ့အကြုံဟာအမေရန်ညတစ်ခေါင်ရင်ကြော်လာကြပါတယ်။ဒါကြောင့်အငယ်ဆုံးတွေဟာအွေရောက်လာကြတဲ့အခါ သူများတို့ရှာပို့ပြီးရင်းချက်လာတတ်ကြတယ်။တချို့ဆိုရင်လုံးဝတိတ်ဆိတ်သွားတတ်ကြတယ်။မိသားစုတစ်ခုမှအဲ့ဒီမိသားစုကိုပြောင်းလဲပေးမဲ့သူတယောက်တော့ပါဆိုတဲ့စကားဟာငယ်ဆုံးတွေကိုရည်ရွယ်ပြီးပြောခဲ့ကြပါတယ်ထင်ပါရဲ့။ငယ်ဆုံးဆိုတဲ့ကောင်ဟာအကြီးမားဆုံးတာဝန်တစ်ခုကိုဖန်တီးရန်အတွက်ဖြစ်တည်လာတယ်ဆိုတာနားလည်တရတဲ့အချိန်ဟာအငယ်တွေဟာရုပ်တရက်အကြီးဖြစ်ကြတဲ့အချိန်မှာပဲ။အစားကလေးကတီးပြီးဆုံးနေကြတဲ့သူတွေနဲ့ကိုကိုကိုနိုင်နေလို့မရဘူးဆိုတာသိလာကြတယ် ဒါကြောင့်မျောရီ၃နိုင်ဖုံးနိုင်နေတာကိုအမကြပဲဘဝမှာဘလို့အောင်မြင်အောင်လုပ်ရမလဲဆိုတာပဲစဉ်းစားလာတတ်ကြတယ်။တကယ်ပါမိသားစုတစ်ခုလုံးတောင်းလဲသွားဖို့ဆိုတာအငယ်ဆုံးတွေနဲ့ပဲစိုက်မာတယ်အကြီးဆုံးတွေရဲ့တာဝန်မဟုတ်တော့ပါဘူး။အကြီးသူရဲ့တာဝန်က အငယ်တွေကို အစာပြိုးပေးဖို့ရေပါ။ဒါဟာဂိမ်းတစ်ခုလိုပါပဲ။ နောက်ဆုံးဂိမ်းဥပအဆင့်ကိုရောက်ဖို့အတွက်ပထမဆုံးအခန်းတွေကအတွေ့အကြုံနဲ့စပို့တွေပေးတယ်နောက်ဆုံးတိုက်ရတဲ့အခန်းကတော့တကယ်ကိုပြင်းပြင်းထန်ထန်ပါပဲဂိမ်းဥပဖြစ်နိုင်မဖြစ်နိုင် နောက်ဆုံးအခန်းပေါ်မှာပဲမူတည်ပါတယ်ဒါကြောင့်အငယ်ဆုံးဖြစ်နေရင်ကုံယူလိုက်ပါဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေမှာလည်းအငယ်ဆုံးတွေပါနေခဲ့ကြရင်သဘောပေါက်ဖို့မျှော်လင့်ပါတယ်အငယ်ဆုံးတွေဆိုရင်မိသားစုကိုပြောင်းလဲပေးနိုင်သူဖြစ်ရပါမယ် ဒါပေဥပရိကမှာပြတ်တယ်မှတ်ထားတဲ့အငယ်ဆုံးလူရဲ့မူဝါဒပါပဲ။မူရင်းဟိတသူကို credit ပေးပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like နဲ့ subscribe လေးနှိပ်ခဲ့ပေးပါဦး။